နောက်တစ်နေ့မှာအမျိုးသမီးကပစ္စည်းတွေတင်ဆက်ပြီးသူမနဲ့မသက်ဆိုင်တော့တဲ့အိမ်ကနေထွက်ခွာဖို့ပြင်ဆင်လိုက်တယ်။အဲ့ဒီအချိန်မှာပဲလက်ထောက်ဖြစ်သူရောက်လာပြီးသူမခင်မုန်းပြင်ဆင်ပေးလိုက်တဲ့ဈေးကြီးတဲ့လက်ဝတ်ရတနာတွေကိုလာပေးတယ်။ကြည့်ရတာသူခင်မုန်းကသူပေးတဲ့နိုင်ရီကိုမကြိုက်လို့သူမစိတ်ဆိုးနေတယ်လို့အထင်မှားနေပုံရတယ်။အမျိုးသမီးကလက်ဆောင်ကိုအေးဆက်စွာစိုက်ကြည့်လိုက်ပြီးသူ့တငယ်ချင်းကိုဖုံးဆက်ကအဲ့ဒါကိုရောင်းပြီးပရာဟိတလူတန်းဖို့ပြောလိုက်တယ်။ ရုတ်တရက်အမျိုးသမီးကသူမရဲ့မင်္ဂလာလက်စွပ်ကိုချက်ပြီးလက်ဝတ်ရတနာဘူးရဲ့ပြစ်ထည့်လိုက်တယ်။ဒါကိုမြင်တော့သူတငယ်ချင်းကလက်စွပ်ကိုပါရောင်းချင်တာလားလို့မေးတယ်။အဲ့ဒီအခါမှာအမျိုးသမီးကသူမခင်မုန်းဖောက်ပြန်ခဲ့ကြောင်းဖွင့်ပြပြလိုက်တယ်။သူမကကွာရှင်းတော့မှဖြစ်ပြီးသူ့ကိုကွာရှင်းစာချုပ်မှလက်မှတ်ထိုးအောင်လှည့်စားပေးတာဖြစ်ကြောင်းပြောတယ်။အဲ့ဒီနောက်သူမကလက်ဝတ်ရတနာတွေကိုသူ့တငယ်ချင်းစီပို့ပေးဖို့ကားမောင်းထွက်လာခဲ့တယ်။ဒါပေမဲ့လမ်းမှာသူမကားတိုက်မှုဖြစ်ခဲ့တယ် ကံကောင်းစွာနဲ့ပဲသူမရဲ့တန်ရာတွေကမပြင်းထန်ပဲအသက်အနည်းငယ်မစိုးရိမ်ရဘူး။သူမလက်နေတော့မှပဲရင်မောင်းကသူတို့မှာအပြည့်ဝတောင်းရှိကြောင်းပြောပြီးရောချင်းငွေဘလောက်လိုချင်လဲလို့မေးတယ်။အခုသူမစိတ်ပြန်ငြိမ်သွားတော့မလိုပါဘူးလို့ပြောလိုက်တယ်။သူမကရဲကိုစောက်မယ်လို့ပြောပြီးကားထဲကထွက်ကာတပ်ပုံရိုက်နေလိုက်တယ်။သူမကညှိနှိုင်းမှုကိုငင်းဆန်တာတွေ့တော့ရင်မောင်းကဒီကိစ္စကို CEO C သတင်းပို့လိုက်တယ်။ CEO ကရင်မောင်းကိုနေခဲ့ပြီးဖြည့်ရှင်းခိုင်းကသူကလက်ထောက်ရဲ့ကားနဲ့အရင်ထွက်သွားတယ်။သူဖြစ်သွားတဲ့အချိန်မှာအမျိုးသမီးကမိုးထဲမှာတယောက်တည်းရက်နေတာကိုတွေ့လိုက်ရတယ်။သူကသူ့ဘော်ထက်အင်ဂျီကိုချက်ပြီးသူမကိုပေးကလက်ထောက်ရဲ့ကားနဲ့ထွက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲခင်မုန်းဖြစ်သူကမတော်တဆမှုအကြောင်းသိသွားပြီးဆေးရုံကိုအပြေးရောက်လာတယ်။အပေါ်ရန်ဒဏ်ရာတွေလောက်ပဲရတာကိုမြင်တော့မှသူတက်ပြင်းချနိုင်တော့တယ်။ပြီးတော့သူကသူမကိုကားပေါ်ဆွဲခေါ်သွားတယ်။ ထိုင်ကုန်ခပ်ပတ်ပတ်ပေးတဲ့အချိန်မှာသူမက CEO ရဲ့အင်ဂျီကိုဝှက်ထားတာသူသတိထားမိလိုက်တယ်။သူကအင်ဂျီကိုဆွဲချုပ်ပြီးတရင်ပေါက်ကနေလွှင့်ပစ်လိုက်တယ်။အမျိုးသမီးကအင်ဂျီကိုပြန်ကောက်ဖို့ဆင်းမဲ့လို့တော့ခင်မုန်းကတားပြီးအတင်းအကျပ်နမ်းလိုက်တယ်။